ချမ်းသာတဲ့တရေသားဆိုပေမဲ့နေတော့ပေါ်မှာလိုလိုက်တဲ့ပြုမှုတစ်ခုအတွက်လူပြောများနေတဲ့စီပြူတရုတ်ဆောင်မင်းသားစီပြူကတော့ခုလတ်တော်နမဲကြီးတရုတ်ဆောင်မင်းသားနေတော့ပေါ်မှာလိုလိုက်တဲ့ပြုမှုလေးတစ်ခုအတွက်လူပြောများနေပါတယ်တရုတ်ဆောင်စီပြူဆိုတာကရုပ်ရှင်ကားတွေနဲ့ဗီဒီယိုကားတွေမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့နမဲကျော်မင်းသားတက်လက်ဖြစ်တယ်လို့တရုတ်ဆောင်စီပြူရဲ့မိခင်ဟာလည်းမြန်မာနိုင်ငံမှာတာမကထိုင်းအင်ဒိုနီးရှားနဲ့အခြားနိုင်ငံတွေမှာနမဲကြီးနေတဲ့ဗီဒင်ဆရာမတယောက်ပါဒေါ်တီတင်ဝင်းကအင်မတန်ကိုမှချမ်းသာကြွယ်ဝတဲ့တထင်းမကြီးတယောက်ဖြစ်ပြီးတော့ တင်းပေါင်းထောင်ချီတောင်းချီမကလူတန်းမှုတွေကိုပြုလုပ်နေရင်းနဲ့တတိမာကြီးဝယ်ယူခံထားတာဖြစ်တယ်လို့အကြမ်းမြင်ရနေတဲ့ဆရာမကြီးတယောက်လည်းဖြစ်ပါရယ်။ဒါကြောင့်လည်းတရုတ်ဆောင်စီဘူရဲ့မိခင်ဒေါ်စီတီဝင်းနဲ့အကြမ်းမြင်မေးခြင်းနဲ့နိုင်ငံသားတွေဟာတန်းစီပြီးတော့စောင့်နေရတတ်ပါရယ်။ဒေါ်စီတီဝင်းဟာအကြမ်းမြင်စမ်းနေတဲ့လင်းရင်ဖြစ်ချမှုကိုတောင်မှရက်တက်အောင်ပြုလုပ်နိုင်ခဲ့ပြီးတော့မလေးရှားကတတိကြီးတယောက်ရဲ့အသက်ကိုလည်းကယ်တင်နိုင်ခဲ့တာပါ။အကြမ်းမြင်ရနေတာကြောင့်ပေါ်ပြီးတော့ချမ်းသာကျွေးဝါလာခဲ့တဲ့ဒေါ်စီတီဝင်းဟာထိုင်းနိုင်ငံမှာလည်းတိမ်မောင်းတောင်းချီတဲ့နဲ့ မြေကွက်ကြီးနဲ့တိုက်ရင်ကြီးကိုဝေယူထားနိုင်တဲ့ချမ်းသာကျဲဝါသူပါဒါကြောင့်တရုတ်ဆောင်စီပြောတော်မိသားစုဟာမြန်မာနိုင်ငံမှာလူတန်းများစွာနဲ့ပြုလုပ်နေသူပါဒီလိုမျိုးချမ်းသာကျဲဝါတွေတရုတ်ဆောင်မိသားစီပြောဟာပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ကနဝင်းငတိုးရုပ်ရှင်စကားကြီးမှာ promotion ပွဲမှာတော့နာမည်ကြီးမင်းသားနေတို့ကိုလူပုံလဲမှာဥချကြောခဲ့တာပါဒီလိုကြောခဲ့ရတဲ့အကြောင်းရင်းကလည်းစီပြောဟာရုပ်ရှင်လောကနဲ့အလံဝင်းနေတဲ့ချိန်နေတို့ကစီပြောကို ကနဝင်းငတိုးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပြည်သက်တိမဲ့ပြုတဲ့အနေရတနေရပေးခဲ့ပါရယ်။ဒါကြောင့်လေစီဖြိုးကနေတိုးကိုလူပုံလဲမှာဥသုံးချိန်ချကကရောခဲ့တာပါ။စီဖြိုးကသူ့ကိုဒီလိုကရောတာက ပေါ်ပင်လောက်တာမဟုတ်ပါကြောင်းအစတွေကနေတိုးကိုတွေ့ရင်ပြေးကြော်ဖို့အတွက်ရည်မှန်းထားကြောင်းနေတိုးဟာသူ့တွေစီနီယာတယောက်ဆောင်တယောက်ဖြစ်တယ်လို့အကိုလိုဖြစ်တာမဟုတ်ကရောတာလို့ဆိုပါရယ်။နေတိုးကလည်းစီဖြိုးကရောလို့ကြည်နူးပြီးတော့ပီတီဖြစ်ရပေမဲ့မယ်မာနထောင်လာတာမျိုးမရှိဘဲနဲ့ခုလိုနှိမ့်ချပြောဆိုလာပါရယ်။နေတိုးကစီဖြိုးသူ့ကိုကရောတာဟာနုပညာလောကမှာအသက်အရွယ်လိုက် ရဝတရားအရလေးစားသမှုနဲ့ကြောခဲ့တာဖြစ်ကြောင်းသူဘက်ကလည်းမင်္ဂလာတရားတော်နေကြီးစီဖြိုးကြောတော်ကိုကျင်းတဲ့ဝန်တာမီရဲ့လို့ဆိုပါရီဒါမှမဟုတ်လည်းနေတော့သူဟာစီဖြိုးရဲ့ဆရာသမားလို့မခံယူထိုက်ကြောင်းအသက်အရွယ်ရလည်းစီဖြိုးဟာသူ့ရဲ့ညီငယ်လေးရွယ်ဖြစ်တယ်လို့အနုပညာလောကထဲမှာလည်းစီနီယာနဲ့ဂျူနီယာသားဖြစ်ကြောင်း နေတို့အားနှိမ့်ချပြောဆိုလာပါရင်စီဖြိုးကတော့တရုတ်စာမင်းသားနေတို့ကိုကနဝင်းငတိုရုပ်ရှင်ဇာတ်ကားကြီးမှာသူ့တဲ့နေရတနေရပေးလို့ဝမ်းသာကျေးဇူးတင်နေတာပါနေတို့ကလည်းစီဖြိုးနဲ့လိုက်ဖက်တဲ့ကာရိုက်တာမလို့မေးတာပါလို့ဆိုပါရင်ဒါပေနေတို့ကစီဖြိုးရဲ့နှိပညာရေးချင်းတွေဟာချီးကျူးခဲ့တာပါတကယ်ဆိုရင်လည်းစီဖြိုးလိုဒိတ်ဒိတ်ကျဲကြီးကြီးတဲ့ချမ်းသာကျဲဝါတဲ့တတိသားတယောက်ကနေတို့ကိုလူပုံအလဲမှာကြော့စရာမလိုပါဘူးဒါပေမဲ့လည်းစီဖြိုးရဲ့နှိမ့်ချတဲ့စိတ်တက်လေးနဲ့တူစီနီယာတယောက်ဆောင်နေတို့ပေါ်မှာကရဝါတရားလေးနဲ့ကြော့ခဲ့လို့ချီးကျူးနေကြတာဖြစ်ပါရင်အခုကြည့်ရှုနေတဲ့ပြည် က်တရားရောတရားကိုတရားကရဝါတရားနဲ့ပြန်လည်ဆက်ဆံနေကြတဲ့နေတိုးနဲ့စီဖြိုးပေါ်မှာမိမိတို့အမြင်လေးရှင်းလေးပြောသွားပေးခဲ့ပါအောင်ရှင်။အဘိနဆင်ခဲ့ကြတဲ့ပြည်သက်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်ရီရည်လူပညာရှင်တွေရဲ့တင်ပြနေတူပြန်လာခဲ့ပါအောင်ပဲရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အဘိနဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမေတ္တာစကားလေးပို့သရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်။